ထောင်ထဲချီတဲ့အမေရိကန်စစ်တုံးရင်တွေစစ်လက်နက်တွေဖိလစ်ပိုင်ကိုရောက်လာပါပြီ။တရုတ်ကဘလို့တုတ်ပြန်မှာပါလဲ။တောင်တရုတ်ပင်လယ်ပြင်မှာတရုတ်ကမ်းခြေဆောက်တပ်ဖွဲ့ကဖိလစ်ပိုင်စစ်တပ်ရဲ့အရေးပါတဲ့အခြေဆိုင်စခန်းအနီးကကြောက်တန်းတစ်ခုကိုတင်ပိုက်လိုက်တာကြောင့်နှစ်နိုင်ငံကြားတင်းမာမှုတွေပုံမှန်မြင့်တက်လာပါရင်အဲဒါကြောင့်ဖိလစ်ပိုင်ဟာတရုတ်နဲ့စစ်ဖြစ်နိုင်ခြေအတွက်အမြင့်ဆုံးအဆင့်မှာတက်လန့်ထားပါရင်ဒီချိန်မှာပဲအမေရိကန်တပ်ဖွဲ့ဝင်တွေစစ်တုံးရင်တွေလည်းဖိလစ်ပိုင်ကိုတပ်ဖွဲ့ဖွဲ့ရောက်လာခဲ့တာပါပြီးတော့အမေရိကန်ဖိလစ်ပိုင်စစ်ရေးလေးကျင့်မှုတွေလည်းတွေးလာရပါရင် အဲဒါကြောင့်ဒီကျွန်းလင်းနားမှာစစ်ဖြစ်တော့မလားဆိုတဲ့မေးခွန်းတွေလည်းထွက်လာခဲ့တာပါပြီးခဲ့တဲ့2025ခုနှစ်မန်စတာလောက်ကပဲကာကွယ်ရေးအတွင်းဝင် PT Hampstead ကမနီလာကိုလာရောက်ခဲ့ပါရင်သူကတမရမာကော့စတန်အဓိကဆွေးနွေးတွေ့ဆုံခဲ့တာပါအကြောင်းကတော့ Indo Pacific ဒေသတဝင်းကအစည်းအဝေးတွေအကြောင်းဆွေးနွေးဖို့ပါပဲအဲဒီတိုင်ရင်2024ခုနှစ်ဇူလိုင်လတုန်းကလည်းဖိလစ်ပိုင်စစ်တပ်အတွက်ဒေါ်လာတန်900ပေးမယ်လို့ကတိပြုခဲ့တာပါနောက်ပြီး F60 တိုက်လေ20စီးရောင်းချပေးမယ်ဆိုတဲ့ကတိပြုမှုတွေအဆင့်မြင့်ပဲထင်းဒုံးကြီးစနစ်ထောက်ပံ့ပေးမယ်အကြောင်းတွေ စတာတွေအပြင်စိုက်ဘာကာကွယ်ရေးလှုပ်ရှားမှုစနစ်တွေလည်းပါဝင်နေခဲ့ပါတယ်။ဒါအပြင်အမေရိကန်နဲ့ဖိလစ်ပိုင် အကြားကအရေးကြီးဆုံးစီးရင်လေးချင်းမှုကိုအရှိန်မြှင့်ဖို့ကိုလည်းသဘောတူခဲ့ကြတာပါ။အဲဒီသဘောတူညီချက်တွေထဲမှာနမီစီလိုခေါ်တဲ့စိတ်ဝင်စားစရာစနစ်တစ်ခုလည်းပါဝင်နေခဲ့တာပါ။ဒီစနစ်ကအဆင့်မြင့်နေပညာပိုင်းဆိုင်ရာလက်နက်ပလက်ဘောင်းတစ်ခုလည်းဖြစ်ပါရင်အားကောင်းတဲ့အသင်းပေါင်းဖြတ်ဒုံးကြီးတွေကိုပေါ်ပါတဲ့တန်ချက်ကာတွေနဲ့ပေါင်းစပ်ထားတာပါ။နောက်ပြီးအဝေးထိန်းနဲ့ပြစ်ခတ်လို့လည်းရပါရင်ဒါအပြင်လည်းကိုကူလည်းပြောင်းရွှေ့လို့ရနိုင်ပါသေးတယ်။ ဒီကြပြောရင်တင်မော်တွေကိုကုန်းဘော်ကနေခက်လွတ်လဲလှမ်းထုတ်နိုင်တဲ့စနစ်တခုပါပဲ။တဲပြောရရင်တော့တရုတ်တင်မော်တွေကိုပြစ်ဖို့ရည်ရထားတာပါ။တာယာလှပရင်အပူပိုင်းထေတာကျွန်းနေဖြူဖွေးတဲ့အသေးတောင်ပင်နေခြေတင်တဲ့ရေတွေကြောင့်နမည်ကြီးတဲ့ဖိလစ်ပိုင်ကတရုတ်ရဲ့ရန်လိုမှုတွေကြောင့်ရတမင်းအဖြစ်နေရတာအချိန်အတော်လေးကြာနေခဲ့ပါပြီ။ဒီကကသူတို့တီရှိနေတဲ့နေရာကတောင်တရုတ်ပင်လယ်ထဲမှာဗျူဟာမြောက်ဖြစ်နေလို့ပါပဲ။ ဒီလိုပြာများဖြစ်နေပြီဆိုရင်အနေကလည်းရှိလာခဲ့ပါပြီ။ဘာဖြစ်လဲဆိုရင်အဲ့လိုနေရာတွေဆိုရင်တရုတ်ကမျက်စိကျတက်လို့ပါပဲ။အဲဒါကြောင့်ဖိလစ်ပိုင်ကအမေရိကန်နဲ့မဟာမိတ်ဆက်ဆံရေးကိုတည်ဆောက်ပြီးကာပါယူထားတာပါ။ဒီလိုလှုပ်ထားတဲ့ကြားထဲကနေတရုတ်ရဲ့ရန်စားတဲ့ကိစ္စတွေကလည်းဆက်ရှိလာခဲ့ပါရင်ဒီအချိန်မှာတော့မင်းပါလဲငါပါလဲဆိုတဲ့ကိစ္စတွေဖြစ်လာရပါပြီ။လက်ရှိဖိလစ်ပိုင်ကျုံးစုတွေကိုကြည့်လိုက်ရင်အပန်းပြေစကန် resort တွေတိုးပွားလာတာကိုတွေ့ရမှာပါ။အဲဒီမှာဆိုရင်အမေရိကန်စစ်သားတွေအပြစ်ဖြစ်လာနေပါရင် စစ်သားတွေနဲ့အတူပါလာတဲ့စစ်လက်နက်ပစ္စည်းတွေလည်းရှိနေတာပါသူတို့အလုံးရဲ့တာဝန်ကတော့ဖြစ်လာနိုင်မဲ့တိုက်ပွဲတွေမှာပါဝင်ဖို့ပါပဲတရုတ်ကလည်းတောင်တရုတ်ပင်လယ်ကိုသူပိုင်ကြောင်းအစာကလေးကလေးတန်းပြင်းနေခဲ့ပါတယ်ပင်လယ်ရဲ့နာမည်တဲကိုတော့တရုတ်ဆိုတာပါကြောင်းခက်တိတိပြောပြီးအတည်ပြုနေခဲ့တာပါပြီးတော့ဘီဝါကြတဲ့ရေပိုင်နဲ့တေကိုနီးမျိုးစုံနဲ့ချုပ်ကန်ခွင့်ရဖို့စ조사နေပါတယ်ဖိလစ်ပိုင်ကျွန်းစုအနီးတစ်ဝိုက်ကကျွန်းတွေကိုသာပိုင်ဆိုင်ခွင့်ရခဲ့ရင်တရုတ်အတွက်အများကြီးအကျိုးရှိသွားမှာပါစီးပွားရေးအသက်မဟုတ်ပဲပထဝီနိုင်ငံရေးအရာလည်းအမျက်ထွက်သွားမှာဖြစ်ပါတယ် တောင်တရုတ်ပင်လယ်ပြင်မှာရေနံတိုက်တွေဒေါ်ဝအေးမြစ်တွေအများကြီးထွက်နေတာပါ။နောက်ပြီးအေးပါတွေကုန်သွယ်ရေးလမ်းကြောင်းလည်းရှိနေပါသေးတယ်။တရုတ်ရဲ့ရွေးချက်ကဒေသတွင်းလွှမ်းမိုးနိုင်မှုတစ်ခုတည်းတယ်မဟုတ်ပါဘူး။ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းကိုပါချုပ်ကန့်ချနေတာပါ။ပြောရရင်တရုတ်ကအဲ့ဒီနေရာတွေကိုရဖို့ဆိုရင်ဖိလစ်ပိုင်ပြင်တခြားအိန္ဒိယနိုင်ငံတွေကိုလည်းရန်စားဖို့ဝင်လေမှာမဟုတ်ပါဘူး။အင်ဒိုနီးရှား၊ဘရူနိုင်း၊မလေးရှား၊ထိုင်ဝမ်၊ဗီယက်နမ်တို့လိုနိုင်ငံတွေကလည်းတောင်တရုတ်ပင်လယ်ရေပိုင်နဲ့နဲ့တက်ဆိုင်နေတာပါ။တောင်တရုတ်ပင်လယ်အရေးနဲ့တက်ဆိုင်လာရင်တရုတ်ကအဲ့ဒီနိုင်ငံတွေကိုလည်းရန်သူလိုပဲသဘောထားခဲ့ပါသေးတယ်။ ဒါပေမဲ့ဖိလစ်ပိုင်နဲ့ကတော့မကြာခဏအငင်းပွားနေခဲ့ရတာပါ1990ပြည့်လုံနှစ်တွေကစပြီးတရုတ်ကတောင်တရုတ်ပင်လယ်တစ်ခွင်မှာပိုချခဲ့ပါတယ်ပင်လယ်ပြင်တစ်လျှောက်ကကျွန်းမျိုးမျိုးတောင်ဆိုတာကတစ်မျိုးသိမ်းပိုက်တာကတစ်ဖုံနဲ့လုံနေခဲ့တာပါအဲ့ဒီထဲမှာတန်ဖိုးရှိတဲ့သဘာဝအရင်းမြစ်တွေငါးဖမ်းစုံတွေရှိနေတဲ့စပါတလီကျွန်းစုတွေလည်းပါဝင်နေပါတယ်နောက်ပြီးဒီကျွန်းစုတွေကတခြားနိုင်ငံတွေရဲ့သီးသန့်စီးပွားရေးဇုန်တွေနဲ့လည်းအနေအနီးကပ်နေခဲ့တာပါဒီအေးကိုတန်လမန်နီးရဖြင်းရှင်းဖို့လည်းမလွယ်ကူလာပါဘူးဘာလို့လဲဆိုတော့တရုတ်ကခေါင်းမာနေလို့ပါပဲ ။နောက်ပြီးတရုတ်ကသူ့ရဲ့ data အရေးကိုနိုင်ငံကဝင်ရောက်စုဖတ်ခွင့်မပြုဘူးလို့လည်းကြေညာထားပါတယ်။ဒါပေမဲ့ကုလသမဂ္ဂရဲ့ပြည်내ပြည်ဆိုင်ရာဥပဒေများ convention အရာတရုတ်ရဲ့လုံဆောင်ချက်တွေကကွဲလွဲမှုရှိနေကြတာပါ။အဲဒီဥပဒေအရတည်တံ့စီးပွားရေးစုံတွေမှာလွတ်လပ်စွာသွားလာခွင့်အခြေအကြောင်းပြဋ္ဌာန်းထားတာဖြစ်ပါတယ်။2016ခုနှစ်ပြည်ပဆိုင်ရာတရားရုံးချုပ်ကတောင်တရုတ်ပင်လယ်ပြင်အငင်းပွားမှုတစ်ခုကိုပါဝင်ဆုံးဖြတ်ပေးခဲ့ပါတယ်။အဲဒီမှုကလည်းဖိလစ်ပိုင်နဲ့တရုတ်ကြားထဲမှာပဲဖြစ်ခဲ့ရတာပါ။တရားရုံးချုပ်ကဖိလစ်ပိုင်ကိုအနိုင်ပေးခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကဒီဆုံးဖြတ်ချက်ကိုဂရုမစိုက်ပါဘူး။ တန်တရုတ်ပင်လယ်ပြင်တဲကဝေးလံတဲ့ကျွန်းတွေကိုတိမ့်ပိုက်တာတွေဆက်လုပ်နေကြတာပါ။နောက်ပြီးအဲဒီကျွန်းတွေကိုချဲထွင်တာမျိုးတွေရှိသလိုအဆောက်အုံတွေကိုလည်းလိုက်ဆောင်ခဲ့ပါရင်ဒါကလည်းကြာရင်ရှိပြီးသားကျွန်းအနာကလူလုံးကျွန်းနေနဲ့ဖန်ပြီးထားတာတောင်ရှိပါရင်အဲဒီကျွန်းတွေမှာလည်းစိတ်ကန်းနေစစ်ကန်းနေလေရင်ကွင်းတွေကိုထည့်သွင်းတည်ဆောက်ခဲ့တာပါ။အထူးသဖြင့်ပါရာဆဲနဲ့စပါတလီကျွန်းတွေစီမှာပါ။တကယ်တော့ဒီကျွန်းတွေကိုထိုင်ဝမ်ဖိလစ်ပိုင်ဗီယက်နမ်တို့ကလည်းပိုင်ဆိုင်ကြောင်းတောင်းဆိုထားကြတာပါ။ဒီချိန်မှာတရုတ်ရေတပ်ကအဲဒီကျွန်းတွေကိုခက်တီတီနဲ့တိမ့်ပါပြီးတက်ဆွဲလိုက်ပါရင် ဒီလောက်ရက်ကဖိလစ်ပင်ဆိုင်ရာဥပဒေကိုချိုးဖောက်ရာကြားနေတာကအသိတာကြီးပါပဲအဲဒါကြောင့်ဖိလစ်ပိုင်ရဲ့မဟာမိတ်အမေရိကန်ကရောက်လာပြီးစင်အားပြကြရတာပါပဲဒီနေရာမှာအမေရိကန်နဲ့ဖိလစ်ပိုင်ဆက်ဆံရေးအကြောင်းကိုပြောဖို့လိုအပ်ပါတယ်အမေရိကန်နဲ့ဖိလစ်ပိုင်တို့ဟာထူးခြားပြီးရှုပ်ထွေးတဲ့ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်ခဲ့ကြတာပါ1998ခုနှစ်မှာစပိန်ကိုလိုနီနယ်ကျဲမှုတွေကိုစန့်ကျင်တဲ့ဖိလစ်ပိုင်ဒေါ်လာင်းနဲ့စတင်ခဲ့ပါတယ်။အဲဒီပြည်ပကအတွင်းမှာအမေရိကန်ကစပိန်ကိုပြည့်ပြည့်စုံစုံဝင်ရောက်ဆုတ်ဖက်ခဲ့ပါတယ်။နောက်ဆက်တွဲစပိန်အမေရိကန်စစ်ပွဲမှာအမေရိကန်ကအောင်ပွဲခံပြီးဖိလစ်ပိုင်နယ်မြေတွေစီကို စပိန်စီကနေပြီးတော့ဝယ်ယူခဲ့တာပါအဲ့ဒီအချိန်ကစပြီးဖိလစ်ပိုင်တွေဟာအမေရိကန်တွေကိုဒေါ်လာပါရင်အဲ့ဒီတိုင်ဝမ်မှာဖိလစ်ပိုင်တွေရှုံးခဲ့ရတာပါဒီလိုနဲ့ထောင်ကွာ46ခုနဲ့ရောက်လာချိန်မှာတော့ကမ္ဘာအဆင့်ကြီးလဲကုလာခဲ့ပါပြီဒီအချိန်မှာဂျပန်တွေကဖိလစ်ပိုင်ကိုကျူးကျော်ခဲ့ပြီးဖိလစ်ပိုင်တွေကအမေရိကန်နဲ့ပူးပေါင်းပြီးဂျပန်တွေကိုတိုက်ထုတ်ခဲ့တာပါစစ်ပွဲတွေပြီးထောင်ကွာ46ခုနဲ့မှာပဲဖိလစ်ပိုင်လဲလွတ်လပ်ရခဲ့ပါတယ်အဲ့ဒီအချိန်ကနေစပြီးဖိလစ်ပိုင်နဲ့အမေရိကန်တို့ကလည်းအနည်းအကက်တွေဆက်ဆံရေးတွေထိန်းသိမ်းခဲ့ကြပါတယ်ဒါပေမဲ့အများအားဆက်ဆံရေးကောင်းနေသလားဆိုတော့လည်းမဟုတ်ပါဘူး ဆေးကာလမှာအမေရိကန်ကဂျပန်တောင်ဗီယန်နဲ့အာရှနိုင်ငံတို့ကိုပိုထောက်ပံ့ချိန်မှာနိုင်ငံဆက်ဆံရေးအိတ်ဆက်ခဲ့ရပါတယ်ဒါပေမဲ့ရှင်းဆွဲဆက်ဆံရေးကိုတော့ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်ထောင်ကွာ90ခုနှစ်မှာတော့နှစ်နိုင်ငံအပြန်အလှန်ကာကွယ်ရေးစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ပါတယ်။နောက်ပြီးသဘောတူညီချက်တစ်ခုအနေနဲ့ဖိလစ်ပိုင်မှာအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုထားရှိဖို့ကိုလည်းစပီးအတည်ပြုနိုင်ခဲ့တာပါ။ဒီကြားထဲအာနာရှင်မာကော့စ်တက်လာခဲ့ပါတယ်။အာနာရှင်ဆိုပေမဲ့စစ်အခြေစိုက်စခန်းထားရှိဖို့ကိုတော့သဘောတူခဲ့တာကြောင့်နှစ်နိုင်ငံဆက်ဆံရေးကလည်းဆက်ရှိခဲ့ပါတယ်။ တောင်က86ခုနှစ်မှာတော့မာကော့စ်ပြုတ်သွားပြီးဒီမိုကရေစီစနစ်ကိုပြောင်းလဲနိုင်ခဲ့တာပါတောင်က90ပြည့်လုံနှစ်တည်းမှာဖိလစ်ပိုင်အလှတော်ကအမေရိကန်အခြေစိုက်စစ်ကမ်းကိုစံမထားဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲဒါကြောင့်တောင်က92ခုနှစ်မှာအမေရိကန်စစ်သားတွေလည်းအိမ်ပြန်လာခဲ့ရပါတယ်ဒါပေမဲ့အစိုးရပူးပေါင်းမှုကိုတော့ဆက်ပြီးအတည်ပြုထားခဲ့ပါတယ်နောက်ပြီးရှင်းဆွေးနှစ်နိုင်ငံအပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်ကိုလည်းတည်တံ့တိုးခဲ့တာပါအဲဒါကြောင့်အမေရိကန်စစ်သားတွေဖိလစ်ပိုင်ကိုဗီဇာမလိုဘဲအချိန်မီးလာနိုင်တယ်လို့စီးရင်လင်းကျင်းမှုတွေကိုလည်းအချိန်မြင့်နိုင်ခဲ့ပါတယ်ဒီကြားထဲမှာအနေမြင့်အတက်ကြရီလည်းရှိနေခဲ့တာပါ 2016ခုနှစ်ဇွန်လမှာရိုဒီဂိုဒူတာတေးကသမ္မတဖြစ်လာခဲ့ပါတယ်ဒူတာတေးကတင်ယုတ်ဘက်ကိုယိမ်းကျင်တဲ့သဘောမှရှိနေတာကြောင့်သဘောယူညီမှုတွေဖျက်သိမ်းဖို့လေတံပြစ်လာခဲ့တာပါဒီကိစ္စတွေကြောင့်ပဲဒူတာတေးနဲ့အိုဘားမားတို့အချင်းများတဲ့ကိစ္စတွေရှိခဲ့ပါတယ်ဒီအတောအတွင်းမှာဖိလစ်ပိုင်အမေရိကန်ဆက်ဆံရေးကအေးဆက်ဆုံးနေပါဖြစ်ခဲ့ရပါဒါပေမဲ့ဒေါ်နယ်ထရပ်သမ္မတဖြစ်လာတော့ဒူတာတေးလည်းလေတံပြန်ပြောင်းလာပါတယ်ဒါပေမဲ့2022ခုနှစ်မာကော့စ်ဂျူနီယာသမ္မတမဖြစ်လာခင်အထိဒီဆက်ဆံရေးဟာလက်ခဲတဲလေးဖြစ်နေခဲ့တာပါ မာကော့စ်ဂျူနီယာဟာဘိုင်ဒန်အစိုးရနဲ့အနီးနီးကပ်ကပ်ပူးပေါင်းပြီးနိုင်ငံဆက်ဆံရေးကိုပုံမှန်အခြေအနေရောက်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။အဲဒီပူးပေါင်းမှုကနေရင်းနှီးမြှုပ်နှံမှုအသစ်တွေစားနေရိတ်ခါနဲ့စွမ်းအင်လုံခြုံရေးဆိုင်ရာသဘောတူညီမှုတွေကိုလည်းညှိနှိုင်းခဲ့တာပါ။အဲဒီသဘောတူညီမှုတွေကြောင့်အမေရိကန်စစ်တပ်လည်းတနိုင်ငံလုံးမှာရှိတဲ့စီးရေးဆိုင်ရာနေရာတွေကိုတကားမရှိဒါမရှိဝင်ထွက်သွားလာနိုင်ပါပြီ။ ်အခု Donald Trump နောက်တစ်ချိန်ပြန်တက်လာတဲ့အချိန်မှာတော့နှစ်နိုင်ငံဆက်ဆံရေးကပိုပြီးအခြေမြင်သွားခဲ့တာပါနှစ်နိုင်ငံစလုံးရဲ့ရည်ရွယ်ချက်ကလည်းတူညီပါတယ်နှစ်နိုင်ငံအကျိုးကိုပူးပေါင်းကာကွယ်ဖို့ဖြစ်တယ်လို့ဒေတာရင်းတရုတ်ရဲ့ဩစာဖျန်းချလာမှုကိုလည်းတားဆီးပေါ်ပါပြီတရုတ်ကလည်းအဲ့ဒါကိုလုံးဝမကျေနပ်ပါဘူးသူ့ကိုတားဆီးဖို့လုပ်နေတယ်ဆိုတာကိုကောင်းကောင်းသိနေပါတယ်အဲ့ဒါကြောင့်တောင်တရုတ်ပင်လယ်အရေးကဒေတာရင်းကိစ္စဆိုပြီးလေးလံပြထားပါတယ်နောက်ပြီးကျွန်းစုတွေကိုပိုင်ဆိုင်ခွင့်ရဖို့နီလန်မျိုးစုံနဲ့စူးစမ်းနေရပါ။နောက်ပြီးဖိလစ်ပိုင်ရိခါပို့ဆောင်ရေးလမ်းကြောင်းတွေကိုလည်းအနောက်ရှက်ပေးပြီးရန်စောင့်နေခဲ့ပါရင် ဒီအချိန်လေးတွေကစင်မွေးမိနေတယ်လို့ဖြစ်နေကြတာပါအားလုံးသိတဲ့အတိုင်းဖိလစ်ပိုင်ရဲ့နောက်မှာအမေရိကန်ကတိုးတိုးကြကြပါလာခဲ့လို့ပါပဲတရုတ်ကစပါတလီကျွန်းစုတွေကိုတန်ဆွဲကအလန်းထောင်ပြပြီးနောက်ပိုင်းမှာတော့ဖိလစ်ပိုင်ကချင်းချင်းပဲကန့်ကွက်ခဲ့ပါတယ်အသေးမကြခင်မှာပဲဖိလစ်ပိုင်ကအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုအစင်းမြင့်တင်နေပြီးဆိုတဲ့သတင်းလည်းထွက်လာခဲ့ပါတယ်နောက်မင်းဖိလစ်ပိုင်ရဲ့တပ်ရဲ့ကင်းလယ်တင်မော်တွေအမြောက်တက်တင်မော်တွေနဲ့ရိခါပို့ဆောင်ရင်တွေကလည်းလှုပ်လှုပ်ရှားရှားဖြစ်လာပါတယ် ။နောက်ပြီးဝါရှင်တန်ကဒီအခြေဆိုင်စကန်ကိုဒေါ်လာ5သန်းအထိပေးမယ်ဆိုတဲ့အသံလေးလဲကြားနေရပါတယ်။ဒီကြားထဲမှာတရုတ်ကန်ချင်းစောက်တပ်ဖွဲ့နဲ့ဖိလစ်ပိုင်ရေတပ်တို့ပို့တိုင်းပြီးခဲ့တဲ့ကိစ္စတွေလည်းရှိခဲ့ပါတယ်။အထူးချုံပြောရင်တရုတ်ကလည်းရှေ့ဆက်တိုးဖို့ဆုံးဖြတ်ထားတယ်လို့ဖိလစ်ပိုင်ကလည်းနောက်ဆုတ်ဖို့စီစဉ်ရှိမနေပါဘူး။အခမ်းအနဲ့ဒီကိစ္စကထိုင်ဝမ်အထိပါတက်ရောက်သွားနိုင်ပါတယ်။အမေရိကန်ကလည်းအဲ့ဒီအခြေအနေအထိတွေးထားဖို့ပါပဲ။အဲ့ဒါကြောင့်ဖိလစ်ပိုင်ရဲ့မြောက်ဖက်အကြံဆုံးကျွန်းကျွန်းဖြစ်တဲ့ လူစုံကျွန်းမှာစင်းဆိုင်ရာအချက်အလက်တွေကိုတိစောက်ထားတယ်လို့စစ်တမ်းတွေကလည်းတင်ချာတက်ဆင်ထားကြတာပါတကယ်တော့ဖိလစ်ပိုင်ကအင်အားကြီးနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုကြားကအရေးပါတဲ့လမ်းစုံတစ်နေရာမှာရောက်ရှိနေလာဖြစ်ပါရင်ဒါတာယာလာပါရင်ခေးသွားလုပ်ငန်းအတွက်အပူပိုင်းထေတာနေမည်တစ်ခုတော့မဟုတ်ပါဘူးဖိလစ်ပိုင်ဟာနီးကပ်လာနေတဲ့စစ်ပွဲတစ်ခုရဲ့လာလာရှိတဲ့မေးပွားတစ်ခုဖြစ်လာနေတာပါအမေရိကန်ဟာသူ့ရဲ့အရှိတောင်အာရှမိတ်ဖက်နဲ့အပြေးအဝပြန်လည်ပူးပေါင်းနေပါတယ်။ဒီချိန်ထဲမှာပဲတရုတ်ဟာတောင်တရုတ်ပင်လယ်ပြင်မှာသူ့ရဲ့လွှမ်းမိုးမှုကိုဆက်လက်ခိုင်မအောင်လုပ်ဆောင်နေပါတယ်။အလွန်ရေးပါတဲ့ပထမဝီနိုင်ငံရေးအခြေအနေတစ်ခုအတွက် ဆင်မြင့်ဟာပြင်ဆင်မိသားဖြစ်နေတာပါထိုင်ဝမ်ရဲ့ကန်ဂျမာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်သူ့ရဲ့ကိုပိုင်ကန်ဂျမာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဖိလစ်ပိုင်ဟာဟန်တာရေးနဲ့တာမန်ရေးကိုချိန်ကြီးရမှာဖြစ်ပါရင်အဲ့ဒါကိုလုံးဆောင်နိုင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါဖြစ်ကြောင်းဝေးများလိုက်ရင်ဗီဒီယိုလေးကိုဒီကောင်ချိုလိုက်ရပါတယ်ခင်ဗျာအစောလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ